ားကမ်းမြုံနယ်စိတ်မှုအုပ်စု စပော့မော်ကြီးရွာနာကဥလူချောင်းဘေးမှာကြောက်စင်းတူဖို့ရေလုပ်ငန်းတွေဆက်လက်လုပ်ကန်နေတာကြောင့်လာမဲမိုးရသည်မှာရေကြီးရေရှမ်းမှုတွေထပ်မံဖြစ်ပေါ်မှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။ဥလူချောင်းဘေးကကြောက်စင်းတူဖို့ရေလုပ်ငန်းတွေကိုကချင်လုံးမြောက်ရေးအဖွဲ့ KNU နဲ့ရန်နာအဓိပတိကြောင်းမြတ်တူဖို့ရေကုမ္ပဏီတို့ဥပပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ဒေသခံတအူးကပြောပါတယ်။ ကောင်းစတဲ့နောက်ပိုင်းမှာဒီဘာကံရဲ့ကျွန်တော်စိတ်ပေါ်မှာတော့ဒီ AS ဆိုရတယ်ထိချုပ်တာဖြစ်ပါတယ်။ကဲဆိုတာထိချုပ်တယ်ဘလုတ်ကွင်းဒီမနက်ကတူလို့မရဘူး။ဘလုတ်ကွင်းဒီလိုတူပါမှာတောင်းချက်ပြောနေတယ်။သူမှခွင့်ချင်ဘာကံမဆိုင်ရန်ရစီမတော့လို့ရှာလို့မရဘူး။ကနပါတီတဲ့ဆိုဖာဂန်နေတဲ့ပြောင်းအကူကနေအကြီး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 မျိုးမကောင်းနေစခံရတာဖြစ်တဲ့အတွက်ဒီနေ့တဆွေးမှုရှိကြပါတယ် ့ပဲအဲဒီနေရာမှာဒီလေစိုက်ကကျွန်တော်တည်တော့တော့ကောင်းကောင်းရှယ်ရတာလို့ပြီးရပါတယ်ကောင်းကောင်းရင်ကကိုယ်ကိုဆက်လုပ်ပြီးရတယ်အဲစိုက်ကနေပြီးတော့တိုးနေတာဖြစ်ပြီးတော့အဲဘူးချောရှင်လေးတို့ကလည်းဆက်လက်လုပ်ဆောင်ရအောင်ဆိုတော့အိမ်မှာရှိတဲ့ဒေသခံအားသာပိုင်းကကျွန်တော်ကိုပြောထားရှိပါတယ်လို့ဒီလိုဥဥချောင်းပေးကဲ့ရဲ့မှာကြောက်စင်းသူ့ဖို့ခဲ့ကြသူတွေဟာထွက်ရှိလာတဲ့စွန့်ပစ်မိသားတွေကိုစွန့်ပစ်တဲ့အခါချောင်းထဲကိုကြောက်မှုရှိနေတဲ့အတွက်လာမယ့်မိုးရသည့်ကာလအတွင်း ဖားကတ်မှာရေကြီးရေချမ်းမှုတွေဖြစ်လာနိုင်မှုရာခိုင်နှုန်းများနေတယ်လို့ဒေသခံတွေကပြောပါတယ်။နှစ်စဉ်မိုးရသည့်ရောက်တိုင်းဥလူချောင်းဖြတ်တန်းစီစဉ်တဲ့ဖားကတ်လုံခင်းဆိုင်းတောင်ကအစာပြုလို့မော်ကြီးရအတီးတီးမှာရေကြီးရေချမ်းမှုတွေဖြစ်ပေါ်နေကြဖြစ်တယ်လို့သိရပါတယ်။ NND ဆိုရလက်ထက်ကကြောက်စင်းသူဖို့မှုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးရလက်တွေကိုကျမတ်ထိန်နေလှုပ်ဆောင်လေးရှိတဲ့ဥလူချောင်းရှင်းလင်းရေးလုပ်ငန်းတွေဟာအနာသိမ့်ပြီးနောက်ပိုင်းတီတီရရကျမတ်နိုင်စွမ်းမရှိတော့ဘူးလို့ပြောပါရယ် ေကာတာမဟုတ်ဘူးသူတို့ကအဲ့ဒါကိုရေကာတာဆောက်တယ်ဆိုအခုချောင်းပြီးမှရေကာတာလဲစပါလာလို့လည်းအဲ့လိုပိတ်တန်းလို့ဆိုတော့သူတို့ပြောနေကျွန်တော်အဲ့နေရာကိုရောက်ပါလေကျွန်တော်ပွင့်နေပြောပါဆိုလုံးဝတပါလာပါတော့ကျွန်တော်အဲ့ဘက်ကိုရောက်ပါသေးတယ်ကျွန်တော်ပြောပြတယ်ညအဲ့ဒါကအခုရှိရှိအခုချောင်းအခုသူတို့တူးနေတာရှိတယ်ကြာအခုလည်းရှိတူးနေတဲ့နေရာမှာသူတို့ကရှင်းပါကအွန်ဘေးကဲကိုတူတာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာတားတာတားပြီးပြီးရင်သူအဲ့ဒါကိုပြန်ပြီးတော့အောက်ကိုနှက်ပြီးတော့တူ တောင်းစီရှင်ရဲ့ဒီချက်ဝင်လာမှာဘို့ဗျအဲဒါကြောင့်သူကတားပြီးတော့သူကတူးပြီးရှင်သူတို့အဲ့နေရာကိုမလုပ်နဲ့ပြန်ပြီးတော့ချောင်းရှင်းလေးပြန်လုပ်တယ်အဲ့ဒါလေးလုပ်တယ်ဒါပေမဲ့ဒီကလမ်းကြီးတိုက်တဲ့အနေနဲ့အဲ့မှာသူဘောလုံးပွင့်တစ်ကွင်းဆောင်လောက်ရှိတယ်အဲ့ day 80ကာဝူးပြို့တိုင်းဆိုင်ကလုံးနေကျွန်တော်တွေ့ခဲ့တာရှိတယ်အဲ့ဒါပေမဲ့စိုးလာကပြပြန်မှာကဒီပေးချာကြည့်ကြည့်လိုက်သူတို့ရိုင်းနေတဲ့ဗီဒီယိုဖိုင်ပါဆိုတော့တဲ့ပြို့ကိုတောက်ဖို့ရယူခွင့်မရအောင်အဲ့လိုကပတ်လည်းမပိုင်းတော့ဘူး အဲ့အဲ့မိသားစုလူမျိုးတွေကတော်တော်လေးချိန်မချတဲ့နေရာပေါ့ဘာလို့လဲဆိုတော့အဲ့နေရာအားလုံးကကြံရက် PDF တွေထိန်းချုပ်ထားတဲ့နေမျိုးတော့ပြောလို့ရပါတယ်ဟုတ်2021ကစလို့ဖားကန်ဒေတာမှာမူရတီရောက်တိုင်းဒီဘိဒုက္ခတွေကိုခံစားနေကြရပြီးတနစ်တဲ့တနစ်ပုံမှုဆိုးဝါးလာတယ်လို့ဒေတာခဏတွေကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖားကန်ဒေတာတွေမှာကြောင်စင်းတူးဖို့မှုတွေကိုအရင်အထက်ပုံမှုလုံဆောင်လာကြပြီးမိသားပုံပြောင်းမှုတွေနှုံကံပေါက်ချမှုဖြစ်စဉ်တွေဟာလည်း မကြကနာဖြစ်ပေါ်နေတယ်လို့အဲ့ဒီလိုဖြစ်တိုင်းလဲဒေတာကန်ပြည်သူတွေရာနေချီအသက်ဆုံးရှုံးနေကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီ17ရက်ကစွန့်ပစ်လောက်ကဟောင်းရှုံးငံပွင့်ကြပြီးစပော့ဂျီရွာကအင်ဂျင်58လုံးနစ်မြုပ်နေပြီး7နှစ်ယောက်ကလေးငယ်၄ဦးပါဝင်52ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီနောက်ဇန်နဝါရီ30ရက်ညစိမ့်နေတဲ့အချိန်မှာလဲ လောက်ကအောင်ရှင်လွန်ကန်ဒုတိယကြိမ်မီပြုံးမှုဖြစ်ပွားခဲ့ပြီးမြေတူးသက်6စီးနဲ့ဆမောင်းနု3ဦးတို့တည်ဆုံးခဲ့သေးတယ်လို့သိရပါဗျာ။